ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရှေယောဟန်ခရစ်ဝင်အခန်းကြီး18အငယ်1မှ40ထို့သူမိမ့်မွက်တော်မူပြီးမှယေရှုသည်တပည့်တော်တို့နှင့်အတူ ကေဒရုန်ချောင်းတစ်ဖက်သို့ကြွ၍ထိုအရ၌ရှိသောဥယျာဉ်သို့ဝင်တော်မူ၏။ ထိုအရက်သူယေရှုသည်တပည့်တော်တို့နှင့်အတူသွားမြဲရှိသောကြောင့်ကိုရောကိုအနှံသောယုဒရှကာရုသည် ထိုအရက်ကိုတည်တည်ဖြစ်၍စစ်သူရဲ့တဒတ်ကို၎င်းယေဘရောဟိအကြီးတို့နှင့်ပါရိရှဲတို့စေလွတ်သောမင်းလူလင်တို့ကို၎င်း ခေါ်ခဲ့၍မီးအိမ်မီးရှူလက်နက်တို့ကိုလက်ဆွဲလျက်လာကြ၏ယေရှုသည် ကို၌ဖြစ်လက်တန့်သမျှသောအမှုအရာတို့ကို သိတော်မူလျက်လာသောသူတို့စီသို့တွား၍အဘဲသူကိုရှာကြသည်နည်းဟုမေးတော်မူ၏နာဇရက်မြို့သားယေရှုကိုရှာကြသည်ဟုဆိုလျှင်ယေရှုကငါသည်ထိုသူဖြစ်၏ဟုမိန့်တော်မူ၏ကိုရောကိုအနန္တောယုဒရှကာရုတ်သည်လည်းထိုသူတို့နှင့်အတူရက်နေ၏ငါသည်ထိုသူဖြစ်၏ဟုမိန့်တော်မူလျှင်ထိုသူတို့သည်နောက်သို့လှန်၍မြေပေါ်၌ လဲကြ၏အဘဲသူကိုရှာကြသည်နီဟုတပံမိတော်မူလင်နာဇရက်မြို့သားယေရှုကိုရှာကြသည်ဟု ထိုသူတို့သည်ဆိုကြ၏ယေရှုကလည်းငါသည် ထိုသူဖြစ်၏ဟုငါပြောပြီးသူဖြစ်၍ငါကိုရှာလင်ဤသူတို့သည်သွားပါလေစေဟု မိန့်တော်မူ၏ကိုတော်သည်အကျွန်ုပ်အားပေးတော်မူသော သူတို့တွင်အဘဲသူမျှပြစီချင်းတို့မရောက်ပါဟုသော အထက်စကားတော်ကိုပြေဆုံးစေခြင်းငှာဤသို့မိန့်တော်မူ၏ ထိုအခါရှိမုံပေသူသည်မိမိ၌ပါသောဓာတ်ကိုဆွဲထုတ်ပြီးလင်ရစ်ဘရောဟိတ်မင်းဤကျွန်တယောက်ကိုခုတ်သည်ဖြင့်လက်ရာနရွက်ပြက်လေ၏ထိုကျွန်ဤအမိကမာလခုဖြစ်သည်ယေရှုကလည်းဓာတ်ကိုအိမ်၌သွင်းထားလော့ခမည်းတော်သည်ငါအားပေးတော်မူသောခွက်ကိုငါမတောက်ရသလောဟု ပေသူအားမိန့်တော်မူ၏ ထိုအခါတက်မူးမှဆ၍စစ်သူရဲတို့နှင့်ယူဒမင်းလူလင်တို့သည်ယေရှုကိုဖမ်းဆီး၍ခြိနှောင်ပြီးလင်အာနတ်မင်းထံသို့ရှေ့ဦးစွာယူသွားကြ၏အာနတ်မင်းကထိုနှစ်တွင်ယိဘရောဟိတ်မင်းဖြစ်သောကယဖာ၏ရောက်ခမဖြစ်သည်ထိုကယဖာကလူတယောက်သည် လူများတို့အတွက်ပျက်စီးသောတာ၍ကောင်းသည်ဟုယူဒလူတို့နှင့်တိုင်ပင်ပြောဆိုသောသူပေသည် ရှိမုံပေကျုနှင့်အခြားသောတပည့်တော်တယောက်သည်ယေရှုနောက်တော်သို့လိုက်ကြ၏ထိုတပည့်တော်သည်ယိဘရောဟိတ်မင်း၏အတိအကျွမ်းဖြစ်၍ယေရှုနှင့်တကွယိဘရောဟိတ်မင်း၏အိမ်ဦးထဲသို့ဝင်လေ၏ပေတရုမူကားပြင်၌တကားနာမှရက်နေ၏ထိုကြောင့်ယိဘရောဟိတ်မင်းနှင့်အကျွမ်းဝင်သောတပည့်တော်သည်ထွက်၍တကားသောမိမအားပြောပြီးမှ ပေတရုကိုတွင်းလေ၏ တကဇောက်မိမကပေဒရုအားတင်သည်ထိုသူဤတပည့်တို့အဝင်ဖြစ်သည်မဟုတ်လောဟုဆိုလျှင်မဟုတ်ဘူးဟုပေဒရုညင်းလေ၏ထိုကာလ၌ချမ်းသောကြောင့်ကျွန်များနှင့်မင်းလူလင်များတို့သည်မိခဲပုံကိုထဲ့၍မီးလုံလျက်နေကြ၏ပေဒရုသည်လည်းသူတို့နှင့်တကွရက်၍မီးလုံလျက်နေ၏ထိုအခါယစ်ဘရဟိမင်းသည်တဘဲတော်တို့ကို၎င်းဒေသနာတော်ကို၎င်းအကြောင်းပြု၍ယေရှုကိုမေးမြန်းစစ်ကြော၏ ယေရှုကလည်းငါသည်လောက၌ထင်ရှားစွာဟောပြောပြီးယူဒလူအပေါင်းတို့စည်းဝေးရာတရားစရက်၌၎င်းဗိမာန်တော်၌၎င်းအစင်မပြတ်ဆုံးမဩဝါဒပေးပြီး မထင်ရှားပဲအလင်းမဟောမပြောအဘဲเจ้าငါကိုမေးမြန်းသည်နီငါသည်အဘဲတို့ဟောပြောသည်ကိုကြားနာတော်သူတို့ကိုမေးမြန်းလော့ငါပြောသောစကားကိုထိုသူတို့သည်သိကြ၏ဟုမိန့်တော်မူ၏ထိုတို့မိန့်တော်မူလျှင်အနီးအပား၌ရက်နေသောမင်းလူလင်တယောက်ကတင်သည်ယစ်ဘရဟိမင်းကိုဤသို့ပြန်ပြောရသလိုဟုဆိုလျက်ယေရှုကိုရိုက်လေ၏ ယေရှုကလည်းငါစကားမမှန်လင်မမှန်ကြောင်းကိုပြပါမှန်လင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟုမိန့်တော်မူ၏အာနတ်မင်းသည်ကိုရောကိုချီနှောင်လျက်ရှိသည့်အတိုင်းယေဘရဟိမင်းကယာဖထံသို့ပို့စေခဲ့ပြီးရှိမုန်ပေတရုသည်ရက်၍မီးလုံလျက်နေသည်တွင် အချို့သောသူတို့ကတင်သည်သူ၏တပည့်တို့အဝင်ဖြစ်သည်မဟုတ်လောဟုမေးလျင်မဟုတ်ဘူးဟုပေတရုညင်းလေ၏ ်ပေထရုခုတ်၍နရွက်ပြတ်တော်သူနှင့်ပောက်ဖော်တော်သောယိဘရဟိမင်း၏ကျွန်းတယောက်ကသင်သည်ဥယျာဉ်၌ယေရှုနှင့်အတူရှိသည်ကိုငါမြင်ခဲ့ပြီးမဟုတ်လောဟုဆိုလျင်ပေထရုသည်တဖန်ညင်းပြန်လေ၏ထိုခဏချင်းတွင်ကြက်တုံ၏နနက်အချိန်ရောက်လျင်ယေရှုကိုကယာဖထံမှအိမ်တော်ဦးသို့ဆောင်းသွားကြ၏ထိုသူတို့သည်အာဘတ်နှင့်ကင်းလို့၍ ပတ်တခါပွဲကိုခံရမည်အကြောင်းအိနော်ဦးထဲသို့ကိုယ်တိုင်မဝင်ကြထို့ကြောင့်ပြီးလန်မင်းသည် သူတို့ရှိရာသို့ထွက်၍ဤသူ၌အဘယ်အပြစ်ကိုတင်ကြသနည်းဟုမေးတော့ဤသူသည်လူဆိုးမဟုတ်လျင်အကျွန်ုပ်တို့သည်ကိုရော၌မအပ်ပါဟုရှောက်ကြ၏ပြီးလန်မင်းကလည်းသူ့ကိုယူ၍သင်တို့ဓမ္မတက်အတိုင်းစီရင်ကြဟုဆို၏ ယူဒလူတို့ကလည်းအကျွန်ုပ်တို့သည်အဘယ်သူကိုမျှမတတ်ပိုင်ပါဟုရှောက်ကြ၏ထိုသို့လျှောက်တော့ယေရှုသည်အဘယ်သို့မိမိတေရမည်အရေးကိုပေး၍မိန့်တော်မူသောစကားတော်ပြည့်စုံမည်အကြောင်းသည်ပိလက်မင်းသည်အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်တင်သည်ယူဒရှင်ဘုရင်မှန်သလောဟုမေး၏ ယေရှုကလည်းမင်းကြီးသည်ကိုယ်အလိုအလျောက်ဤသို့မေးသလောသို့မဟုတ်သူတစ်ပါးတို့သည်ငါ၏အကြောင်းကို ရှောက်ကြပြီလောဟုမေးတော်မူ၏ပြီးလည်းမင်းကငါသည်ယူဒလူဖြစ်သလောတင်ဤလူမျိုးနှင့်တကွယစ်ဘရောဟိအကြီးတို့သည်တင့်ကိုငါ၌အပ်ကြပြီတင်သည်အဘယ်သို့ပြုမိသနည်းဟုမေးလင် ်ယေရှုကငါ၏နိုင်ငံသည်ဤလောကနှင့်မဆက်ဆိုင်ငါ၏နိုင်ငံသည်ဤလောကနှင့်ဆက်ဆိုင်လျင်ငါသည်ယူဒလူတို့လက်သို့မရောက်စေခြင်းငါငါ၏လူတို့သည်တိုက်လှန်ကြလိမ့်မည်ယခုမူကားငါ၏နိုင်ငံသည်ဤဒေသအရက်နှင့်မဆက်ဆိုင်ဟုမိန့်တော်မူ၏ပြီးလည်မင်းကလည်းတို့ဖြစ်လျင်တင်တီရှင်ဘီရင်မှန်သလောဟုမေးတော်ယေရှုကမင်းကြီးမေးသည့်အတိုင်းငါသည်ရှင်ဘီရင်မှန်၏ တမတရားဘက်၌တက်တည်ခံခြင်းငှာငါသည်မွေးဖွားခြင်းကိုခံ၍ဤလောကသို့ကြွလာပြီတမတရားနှင့်ဆက်ဆိုင်သည်မသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏ပြည့်လက်မင်းကလည်းတမတရားကအဘယ်သို့နည်းဟုမေးပြီးမှ ဂျပန်ယူဒလူတို့ရှိရာသို့ထွက်၍ဤသူ၌အဘယ်အပြစ်ကိုမျှငါမတွေ့ပတ္တကာပွဲ၌လူတယောက်ကိုသင်တို့အားငါလွတ်မြဲထုံးစံရှိသည်ဖြစ်၍ယူဒရှင်ဘရင်ကိုလွတ်စေခြင်းတလောဟုမေးလျင်ဂျပန်လူအပေါင်းတို့ကဤသူကိုမလွတ်စေခြင်းပါဘရဘကိုလွတ်စေခြင်းမသည်ဟု အော်ဟိ၍ရှောက်ဆိုကြ၏ထိုဘရဘကဓမြဖြစ်သည် ဇာနာရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ဒီတံဒီလာလို့နဲ့ကြွယ်ဝသောဘုရားသခင်ယနေ့အတွက်ကုလိုကိုယေရှုတင်ပါတယ် အချိန်ကာလသည်ကိုရောရဲ့တတော်စင်နောက်ဆုံးပိုင်းမှာကိုရောဝိညာဉ်ခံရရမြတ်40ကာလအတွင်းမှာကျွန်တော်တို့ကိုရောကြီးယေရှုမေတ္တာတို့နဲ့ရဲရင်တည်ကြည်ခြင်းကိုခွန်အားယူရအစဉ်ချင်းကြပါ၏ကျွန်တော်တို့ရဲ့အသက်တာထဲမှာကိုရောကဲ့သို့ဒုစရိုက်အမောင်းလောကထဲမှာမတရားသောအမှုများလွှမ်းမိုးတဲ့အခါမကောင်းမသင့်တဲ့အမှုတော်တွေ အမှုရာတွေကိုကျွန်တော်တို့မြင်တွေ့ရတဲ့အခါမှာကိုရောကဲ့သို့ကြီးကြီးစွာဖြင့်အရှင်သင်စီဘုမဆာပါဘုရားသခင်ကိုရောဒီဒီရှိမှာအရမဒီဒုက္ခတွေကိုရင်ဆိုင်ဖို့ရခွန်အားယူယူဆုတောင်းသလိုပဲကျွန်တော်ကိုဆုတောင်းပေးဖို့သွန်သင်လျက်ရှိပါတယ်အိပ်ပျော်လျက်ရှိတဲ့တပည့်တော်များကိုကျွန်တော်တို့သင်ခန်းစာယူရင်းနဲ့ ျွန်တော်တို့ဒီဆူတောင်းခြင်းမှာအမြဲအိပ်ပျော်ခြင်းမရှိပဲမချမ်းမလဆူတောင်းပတ်နာပြည့်ကြနိုင်ပါမည်အကြောင်းခွန်အားပြုလို့မပါအမျိုးမျိုးသောမတရားသောစုံစမ်းခြင်းစစ်ဆေးခြင်းတွေရှိတော်ကြောင်းထိုထဲမှာကိုရောကဒီကြီးစွာဖြင့်မိမိရဲ့ယက်တီမှုကိုပေါ်ပြလို့ကျွန်တော်တို့ကလည်းဒီနေ့ဒီကြီးသောယက်တီမှု၌အသက်ရှင်စီဖို့ရမှာပါယုံကြည်ခြင်းတည်ကြည်စေပါမျော်လင့်ခြင်း ဒီကြီးစေးပေါင်းကျွန်တော်ရဲ့ချစ်ချင်းဒီလေကိုရောကြီးချစ်ချင်းကဲသူဖြစ်စီတော်မူပါယနေ့အတွက်ကျေးဇူးတင်စွာဖြင့်အသက်တာများကိုလက်တော်မှာအနန္တနဲ့ခါကိုရောနီးတူတီကြီးခံခံသောအသက်တာစုံစမ်းခြင်းအမျိုးမျိုးကိုရင်ဆိုင်နိုင်သောအသက်တာဖြစ်စီမှာမြေချောင်းတခင်ယေရှုနာမတော်ကိုအမြပြု၍ယူသည်စွာဆုတောင်းလေအသက်တာများကိုကိုရောထံတော်မှာအနန္တဆက်ကပ်ကြပါသည်ဖခင်အာမင် တော်ရပြားသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။တော်ရပြားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသော။တော်ရပြားသည်တင်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသော။ တမီတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်